ဟုတ်တယ်ဒီနေ့ကျွန်တော်ကျွန်တော်ဒီနေ့ဘာလို့ခုစီဘန်ဖွင့်နေကျွန်တော်နည်းနည်းပြပေးပါပြောလို့ပေါ့နော်ဒီနေ့အဲ့ဒီခုစီဘန်ဖွင့်နေလေးကိုကျွန်တော်လာပြီးတော့ပြပေးမှာဖြစ်ပါတယ်โอเคဆိုတော့ကျွန်တော်တွားလိုက်အောင်နော်ပုံမှန်အဖြစ်ကျွန်တော်တို့ခုစီဘန်ဖွင့်တယ်ဆိုရင်ကျွန်တော် passport တွေကိုမှရှိတယ်စာစာနိုင်ရှိဘူးလို့ပါတယ်ပြီးတော့ office ကိုသွားမှာဖြစ်ပါတယ်ခုနကနေဆိုင်ရာဘန် office ပေါ့နော်ခုစီဘန် office ကိုသွားမှာဖြစ်ပါတယ်နော် ဆိုဒီ comment တွေအတွက်ကျွန်တော်လာပြီးပြပြပေးတာပေါ့နော်ဒီ comment မှာကျတော့မအောင်ပေါ့နော်ခုစီမံဖွင့်နေလေတင်ပေးပါလို့ကျွန်တော်ပြလာပေးတာဖြစ်တယ်လို့ကျွန်တော်ပြီးတော့တော်တော်များများလို့ကျွန်တော်တင်ထားပြီပေါ့နော်ဒါမှမဟုတ်ဒီ comment မှာကျွန်တော် respect ထားတဲ့အနေနဲ့ပေါ့နော်ဒီခုစီဖွင့်နေလေတင်ပေးပါလားဖုန်းနဲ့ချိတ်ခြင်းလို့ပါဆိုတော့ဒါလုံးနေတော့ကျွန်တော်တို့ဒီလိုဗန်ဖွေးပြီးတော့ဖုန်းနဲ့ချိတ်လို့ရပါတော့နော်ဒါပေမဲ့အခုတလောမှာတော့ ဒီတန်းတွေကထွက်ထားတဲ့လော်ရီအရာကျွန်တော်တို့တွေဖုန်းနဲ့ချက်ပြီးတနေ့နဲ့ခက်ခဲရှိသွားပါဘူး။အဲဒါပေမဲ့ကိုယ်မဆိုင်ဆိုင်ပြီးဆောင်နေတယ်။အာဗီဇာတွေပါရှိတယ်တန်းတန်းရှိတယ်ဆိုရင်တော့ကျွန်တော်တို့ချိတ်လို့ရမှာပေါ့နော်။အော် okay ပထမဆုံးအနေနဲ့ကျွန်တော်တို့လောက်ရမှာ passport တွေဗီဇာတွေပေါ့ပမာအကုန်လုံးကိုလို့ address ဆိုင်ဆိုင်ယူပြီးတော့ကိုယ်နဲ့နှိစက်ရအပအောင်စစ်တခုကိုသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ဗန်ရောက်ရင်မရမှာတော့ကျွန်တော်တို့ဟိုဗန်ဖွင့်မှာပေါ့နော်။ဗန်ဖွင့်ခြင်းလို့ပြောမှာပေါ့ဖြစ်ပါတယ်။ ဆိုတော့ကိုဗန်ဖွဲ့ဖို့ပြောတာလည်းသူတို့ဘက်ကနေပြီးလိုအပ်တဲ့စာစံမြေးလိုက်မယ်ပါစပို့ဗီဇာဝတ်ပမိတ်ကိုရလောက်နေရပါတော့ဆိုတော့အားဒါလေးရှိပြီဆိုရင်ပြီးဆောင်နေပြီဆိုရင်သူတို့ကနေပြီးတော့ကိုအတွက်အပန်းအကောင့်တစ်ကောက်ဖွဲ့ပေးမှာဖြစ်ပါတယ်ဆိုတော့အပန်းကောက်ဖွဲ့ခါတော့900ပါတော့အဲ့ဒီ900မှာသူတို့ရဲ့အပန်းလောက်ကဟိုလောက်ကဒီလောက်ကနဲ့အနည်းဆုံးသူတို့200လောက်အခါချင်းကိုပေးရတာပေါ့ကြံတဲ့ငွေတဝက်ကတော့ကိုရဲ့အပန်းတက်ထမရောက်နေတာပါတော့အဲ့တော့ စာပေခါပြောရမစို့ဆိုအဲ့လိုပဲဖေးဖို့ပြီးပြီးတာနဲ့ကိုယ့်ရဲ့ဖုန်းမှာအင်တာနက်မရှိဘူးစဉ်းစားလို့ပြောလိုက်ပါဖုန်းမှာအင်တာနက်မရှိဘူးသူတို့ဘာနေလဲတာနဲ့ချိန်ပေးလိုက်မယ်ပြီးတော့ဒီ cruise ရဲ့ pan application ကိုကိုပုံနဲ့ဆွဲပြီးတော့သူတို့ချိန်ပေးမှဖြစ်ပါတယ်ဒါပေမဲ့တခုဒီနေရာမှာရေးကြည့်တာတကယ်လို့ကိုအဲ့ချိန်မယ်ဘာနဲ့ဖုန်းနဲ့ချိန်မယ်ဆိုရင်ကိုရဲ့ဖုန်းမှာတောင်းရဲ့ single away ဓာတ်တော်ပါဘောနော်ခုဒီအခုပန်ဖွင့်မဲ့ passport နဲ့ register လောက်ထားတဲ့ single ဖြစ်ရမှာဖြစ်ပါတယ် ဒါကတော့တရားရောက်နေတဲ့ဈေးကကိုဘွားရိုရေးစတာလောက်တာမှတ်ပုံတင်တာဆိုရင်ဒီပန်ကိုချိတ်လို့မရပါဘူးဒီနေရာမှာတစ်ခုတိထားမှာကိုယ့်ရဲ့ဈေးကကိုကိုယ့်ရဲ့ဒီ passport number အတိုင်းရေးစတာလောက်ထားတဲ့ဈေးကပြန်มาဖြစ်ပါဒါမှတာလည်းတို့ပန်နဲ့ချက်ပေးမှာနော်အဲ့တော့မှာအခုနေထားမှာဒီလိုချက်ဖို့ရမလွယ်သေးဘူးနော်ကိုယ်ဝယ်ထားတဲ့ဈေးကမှာတော့မှာ ဒီ app ကိုချက်ဖို့အတွက်အခုကျွန်တော်ပြပြတာအခု၄လပိုင်း30ရက်နေမရောက်ခင်ဒီပေါ့နော်လောက်လို့ရတယ်ဆိုတော့ဒါကို၄လပိုင်း30ရက်နေရောက်ပြီးနောက်ပိုင်းမှာခုလက်ရှိကျွန်တော်တောင်းနေတဲ့ ban တွေကိုဖုန်းနဲ့ချိန်ထားတူရှိတယ်ကျွန်တော်အပါဝင်ပေါ့ဆိုတော့ကျွန်တော်ရဲ့ ban တွေချိန်ထားတဲ့ဟာမှာဖုန်းနံပါတ်ကျွန်တော်ချိန်ထားကျွန်တော် app မှာကျွန်တော်ရဲ့နာမည်နဲ့မဟုတ်ဘူးအဲ့တော့ကျွန်တော်ဖွင့်ထားတဲ့ဘဏ်အကောင်လုံးကကျွန်တော်ပါစပို့နဲ့ပဲဖွင့်ထားတယ်။ဒါ့အပြင်ကျွန်တော်ချိန်ထားတဲ့ဖုန်းနံပါတ်ကကျွန်တော်ရဲ့ passport နဲ့ register လောက်ထားတဲ့ဖုန်းနံပါတ်မဟုတ်တဲ့အတွက်အာကျွန်တော်မှတိုင်ပတ်နေရခုဆိုတော့ visa လည်းကိုတိုးလို့မရသေးတာဖြစ်တဲ့အတွက်ကျွန်တော် single ဝင်လို့မရသေးဘူးအော်အခုဒီနေရာမှာဒီပြီးတော့မှကျွန်တော်ပြောချင်တာတကယ်လို့ကိုအဲ့လိုကျွန်တော်လိုမျိုးရှိနေတဲ့သူတွေရှိတယ်ဆိုရင်ဒီဆက်7 level တော်လို့ရပါတယ်7 level မှာဝယ်လို့ရတယ်ဒါမှမဟုတ်အေးပေါ့နော် office တခုခုပေါ့အဲ့မှာကျွန်တော်တို့သွားဝယ်တဲ့ချိန်ပြောမှာကျွန်တော်တို့ဖုန်းနဲ့ application ဖိတ်ပြီးတောင်းဖို့အတွက်လို့သူတို့ကျွန်တော်ပြောမှာဖြစ်ပါတယ် အဲ့လိုပြောမှသာလေတို့ဘက်ကနေရလို့အတက်ဆိုင်ရဆန္ဒတွေတို့ကနေစိုက်ထုတ်ရတို့လို့ပြိမှာဖြစ်ပါအဲ့ဒါကြောင့် 7th malware ဆိုရင်လည်းလိုပဲကျွန်တော် 7th malware လည်းရိုးရိုးကမှဝင်ရတယ်မဝင်လို့မရဘူးเนาะမင်းကအကြီးဆုံး 7th malware မှာရမှာဖြစ်ပါတယ်ဆိုတော့သူ့ malware မှာကျွန်တော်တို့အတွက်ဒီ application ဖုံးနဲ့ချိန်လို့ရတဲ့ application ကိုချိန်ရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီကျွန်တော်တို့ဖုံးဝယ်တော့ဖုံးဝယ်ဖုံးနံပါတ် single sorry ဖုံး single ဝယ်တဲ့အချိန်မှာလည်းကျွန်တော်တို့ address ဆိုင်ဆန္ဒတွေကိုယူသွားမှာဖြစ်တယ်เนาะအဲ့တော့ ဒီနေ့ကတော့ဒါလောက်ပဲကျွန်တော်ပြပြပေးမယ်နော်ဆိုတော့ဒီခွန်စီဖွင့်နေတင်ပေးပါလားလို့ပြောတဲ့ commission ပေါ့နော်ဆိုတော့အခုကကျွန်တော်တို့တွေကိုယ်တိုင်ဖွင့်လို့မရလုပ်ငန်းတော်ဝန်အားနဲ့6နှစ်တော့ဖွင့်လို့ရတယ်ဆိုတော့အခုကဖွင့်လို့မရတော့ဘူးပေါ့နော်အဲ့တော့ဖိလို့ရတဲ့နေလန်တွေကိုအခုကျွန်တော်ပြပြပေးထားချင်ပါတယ်နော်ဆိုတော့ကျွန်တော် channel ကို YouTube အနေနဲ့တယောက်ချင်းစီအားလုံးဆင်ပြရပါမယ်ပြီးတော့ အာဘေးအန်ဒရယ်ဘေးဆိုးများမှာလည်းခင်းဝေးပြီးတော့ဘယ်လိုဘေးဥပအန်ဒရယ်မျိုးမှမထိရောက်ပါသေးနဲ့မြဲတဲ့ကြမ်းကြမ်းမှမှခင်းကြတာအဆင်ပြေချုံမကြပါဘူးလို့ကျွန်တော်ဒီကကျွန်တော် channel နေပြီးအားလုံးကိုကျွန်တော်ဆုတောင်းမေတ္တာပို့တာပေးလိုက်ပါတယ်ခင်ဗျာကျေးဇူးများဒီမှာကျွန်တော် channel ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတယ်တကယ်လို့ကျွန်တော်ရဲ့ channel ကိုခုမှလာကြည့်တယ်ခုမှတွေ့တယ်ဆိုရင်နောက်ထပ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုတွေ့ချင်တယ်သိချင်သေးတယ်ဆိုရင်တော့ဒီအောက်က subscribe နဲ့ပြီးတော့ notification ကိုလည်းဟန်ထားပို့လို့ရပါတယ်ခင်ဗျာကျေးဇူးများဒီမှာကျွန်တော်ကတော့ခုစင်နဲ့ပတ်သက်တဲ့အမှအကြောင်းကိုဥစားပေးထည့်ဆက်နေတယ် which ရဲ့ဖြစ်ပါတယ်ဒီစနေ့ဒီမှာလက်ရှိကျွန်တော်ကတော့အထိုင်းမှာနေရဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လိုက်ဆက်လုပ်ကြအောင်နော် I love you အားလုံးကိုရမ်းချစ်ပါတယ်